ကရင်ပြည်နယ်မြဝတီမြို့နယ်ဒဲကမဲထော်တလေးနယ်မြေမှာတည်ရှိတဲ့ KK Park ကြားဖြန့်ဝင်းထဲကအဆောက်အဦတရာကျော်ကိုဖြိုချဖျက်ဆီးလိုက်တယ်လို့အာနာသိန်းစစ်ကောင်စီကနိုဝင်ဘာလ9ရက်ကသတင်းထုတ်ပြန်လာပါတယ်။ထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်အနီးမှာရှိတဲ့ KK Park ကိုစစ်ကောင်စီတပ်ကပြီးခဲ့တဲ့အောက်တိုဘာလအတွင်းစီးနင်းခဲ့ပြီးနောက်အဆောက်အဦတွေကို မိုင်းစင်ပြီးဖြိုချတာဆက်ရန်းနရတွေတုံးပြီးဖြက်စီးတာတွေပြုလုပ်နေတာပါ KK Pack မှာ အဆောက်အဦတွေဟိုတယ်တွေဈေးဆိုင်စားတောက်ဆိုင်ဆေးရုံအပါအဝင်အဆောက်အဦ148လုံးရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်လာပါတယ်လက်ရှိမှာအဆောက်အုံ100လုံးကို ဖြိုချဖြက်စီးခဲ့ပြီးကျန်တဲ့48လုံးကိုလည်းဆက်လက်ဖြိုချဖြက်စီးသွားမယ်လို့ဖော်ပြထားပါတယ် ကြားဖြတ်မှာလောက်ကင်သူတွေဟာမြန်မာနိုင်ငံထဲကိုထိုင်းနိုင်ငံ အပါအဝင် အိန္ဒိယနိုင်ငံတချို့ကနေနေဆက်ကတရားမဝင်ဝင်ရောက်လာပြီးနိုင်ငံသား90ရာခိုင်နှုန်းကျော်ဟာထိုင်းမှာတဆင့်ဝင်လာတာလို့လဲဆိုထားပါတယ်။လက်ရှိမှာတော့စစ်ကောင်စီတပ်ကမြောက်ပြည်ဒေသတွေက နိုင်ငံသားတွေကို ဖော်ထုတ်စစ်ဆေးပြီးတပ်ဆိုင်ရာနိုင်ငံအလိုက်ထိုင်းဘက်ကနေတဆင့်နေရက်ပြန်ပို့တာတွေလုပ်နေပါတယ်။ ဒါဟာ KK ပတ်ကိုစစ်ကော်မရှင်တပ်တွေဝင်စီးပြီးတဲ့နောက်ပိုင်း KK ပတ်ဝင်းနေကဖောက်ခွဲမှုဖြစ်ခဲ့တာရင်းနဲ့ပတ်သက်လို့စစ်ကော်မရှင်ကပထမဆုံးကြိမ်သတင်းထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်ထဲကကြားဖြန့်လို့လူသိများတဲ့အွန်လိုင်းငွေလိမ်စင်တာတွေဟာနှိမ်နင်းနေတဲ့ဈာကနေကြီးထွားလာပြီးအဆောက်အဦတွေပေါ်မှာ Starlink ဂျိုဒူအင်တာနက်ဆက်တွေအများအပြားတက်ဆင်ထားတဲ့ဆိုတာကို AFP သတင်းဌာနကပြီးခဲ့တဲ့လတုန်းကသတင်းတပ်ပုံတွေဖော်ပြခဲ့ပါတယ်။အဲဒီနောက်အမေရိကန်ကွန်ဂရက်ရဲ့စီးပွားရေးကော်မတီကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်မယ်လို့ကြေညာလာပြီးနောက်ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းစစ်ကောင်စီတပ်က KK ဘတ်ကို အချိန်ကိုက်ဝင်စည်းတာတွေလုပ်ပြခဲ့တာပါ။ KK ဘတ်ထဲကို အောက်တိုဘာလ19ရက်မှာမြန်မာစစ်တပ်ကဝင်းရောက်စီးနင်းဖမ်းဆီးခဲ့ပေမဲ့ထူးခြားဖြစ်စဉ်ကိုမတွေ့ရပဲ Starlink Internet သုံးနိုင်တဲ့စလောင်းအစုံ30နဲ့ဆက်ဆက်ပစ္စည်းတွေကိုသိမ်းမိတယ်လို့ပဲ ထုတ်ပြန်ခဲ့ပါတယ်။အောက်တိုဘာလ23ရက်ကစပြီးစစ်ကောင်စီတပ်နဲ့ကရင်နယ်ခြားစောင့်တပ် BGF က KK Pack စီမံကိန်းအတွင်းကအဆောက်အဦတွေကိုစတင်ပုံခွဲဖျက်ဆီးခဲ့တာဖြစ်ပြီးဒါဟာ ဟန်ပြလှုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုထားကြပါဗျ။အကြံပေးစစ်ဘိုလ်ချုပ်တွေကအာနာကိုဆက်လက်ဆုတ်ကင်ထားနိုင်ရေးအတွက်ကျင်းပတဲ့ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်တာကြောင့်ရွေးကောက်ပွဲရလက်ကိုပြတ်သားစွာညှင်းပယ်ပေးဖို့အိနီးချင်းနိုင်ငံတွေအာဆီယံကုလသမဂ္ဂနဲ့နိုင်ငံတကာအတိုင်ဝန်းကို CRPH ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။နိုဝင်ဘာလ10ရက်နေ့မှာကြာရောက်တဲ့2020ရွေးကောက်ပွဲ9နှစ်ပြည့်အထိမ်းအမှတ်ကြီးညာချက်မှာ ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဖော်ပြထားတာဖြစ်ပါတယ်။2020ပြည်နှစ်နိုဝင်ဘာလ10ရက်နေ့မှာပြုလုပ်ခဲ့တဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ62ခုနဲ့တတိပုဂ္ဂလတွေကကိုယ်စလဲလောင်းစုစုပေါင်း9639ဦးကဝင်ရောက်ရှင်ပြိုင်အရွေးချယ်ခံခဲ့ရကြောင်းတရားဝင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရရဲ့87ရာခိုင်နှုန်းကျော်ကဆန္ဒမဲပေးခဲ့ချပြီးတော့ခိုင်လုံမဲ96ရာခိုင်နှုန်းကျော်ရရှိခဲ့တယ်လို့ CRPH ကဆိုပါတယ် ဒါအပြင်2020ရွေးကောက်ပွဲဟာယုံကြည်စိတ်ချရပြီးပြည်သူအများစုရဲ့ဆန္ဒကိုထင်ဟပ်စေခဲ့တဲ့ရွေးကောက်ပွဲဖြစ်ပြည်ရင်းပြည်ပရွေးကောက်ပွဲလေးလာစောင့်ကြည့်သူတွေကအတိအမှတ်ပြုခဲ့ကြတယ်လို့ CRPH ကထုတ်ပြန်ခဲ့ပါတယ်။ CRPH ဟာလက်လက်ပြီးတရားမျှတတဲ့ဒီမိုကရေစီနည်းကျရွေးကောက်ပွဲကနေတဆင့် က်တော်တရက်မပေါ်ပေါက်မချင်းတရားဝင်ဆဲဖြစ်တဲ့2020ပြည့်နှစ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲရလက်ကိုကင်ဆယ်ပြီးတည်ငြိမ်အေဂျင့်နဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးအတွက်တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့လက်တွဲကဆက်လက်ကြိုးပမ်းသွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်။ပြည်သူ့ရဲ့စင်လွှဲအာဏာရအမျိုးသားညီညွတ်ရေးအစိုးရကိုနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ်ဖွဲ့စည်းတာဝန်ပေးရခဲ့ပြီးအခက်အခဲအတားအဆီးတွေကြားတဲ့ကပဲရွေးကောက်ကန်လွှတ်တော်ကိုယ်စားလှယ်တွေဟာလွှတ်တော်တာဝန်တွေ တော်လန်ရစ်တာဝန်တွေကိုထမ်းဆောင်နေတယ်လို့လည်းဖော်ပြထားပါဗျ။စစ်တပ်ရဲ့လူမဆန်တဲ့အကြမ်းဖက်လုပ်ရက်တွေကြောင့်ပြည်သူ၃တမ၆တန်းကျော်နေရက်ဆွန့်ခွာထွက်ပြေးတင်ဆောင်နေရပြီ။တန်းပေါင်းများစွာသောပြည်သူတွေဟာအိန္ဒိချင်းနိုင်ငံတွေနဲ့တခြားနိုင်ငံတွေမှာဒုက္ခသည်ဖြစ်ခိုးလုံနေကြရတယ်လို့ဆိုပါတယ်။တရားဥပဒေစိုးမိုးမှုမရှိတဲ့အပြင်အွန်လိုင်းလိမ်လည်မှုတွေလူမောင်ခိုကူးမှုတွေမူရစေဝါကုံတွေဖြန့်ဝေမှုတွေအစမတန်ကြီးထွားလာခြင်းတွေကြောင့် မြန်မာနိုင်ငံရဲ့တည်ငြိမ်ရေးကိုသာမကဒေတာတွင်းနဲ့နိုင်ငံတကာရဲ့လုံခြုံရေးတည်ငြိမ်ရေးနဲ့တရားဥပဒေစိုးမိုးရေးကိုစိုးရွားစွာချိမ့်ချောက်နေတယ်လို့လဲ CRPH ကဖော်ပြပါဗျ။ဒီချိန်ဒီမှာစစ်တပ်ကကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲဟာအတုအယောင်ရွေးကောက်ပွဲဟန်ပြဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်ပြီးလက်ရှိဖြစ်ပွားနေတဲ့ပြည်ပခါကိုပုံမိုးစိုးဝါးစီမှာဖြစ်တယ်လို့လဲဆိုထားပါဗျ။ဒါကြောင့်စိုးရွားတဲ့အခြေအနေတွေကိုရင်ဆိုင်နေရတဲ့မြန်မာပြည်သူတွေအတွက် စစ်မှန်တဲ့ငြိမ်းချမ်းရေးဟာပုံမအလန့်ကွာဝင်းနေမှာဖြစ်တယ်လို့လဲ CRPH ကထုတ်ပြန်ထားပါတယ်။အာနာသိန်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲ ပထမပိုင်းဟာလာမယ့်ဒီဇင်ဘာ28ရက်နေ့ဖြစ်တဲ့အတွက်ကြောင်းတက်ရမယ့်ရက်ဖြစ်နေတာကြောင့်တက္ကသိုလ်ဒီဂရီကောလိပ်နဲ့ကောလိပ်ကျောင်းသူကျောင်းသားတွေအနေနဲ့ကြိုတင်ဆန္ဒမဲပေးနိုင်တယ်လို့စစ်တပ်ဩဇာခံရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လာပါတယ်။ ကျောင်းသူကျောင်းသားတွေအနေနဲ့အသက်ပြည့်ပြီးတော့ဥပဒေအရမဲပေးပိုင်권ရှိသူတွေဖြစ်ရင်မဲပေးခွင့်ကိုမဆုံးရှုံးစေဖို့ကြိုတင်မဲပေးနိုင်တယ်လို့နိုဝင်ဘာလ၈ရက်ကထုတ်ပြန်ခဲ့တာပါအဆိုပါကျောင်းသားကျောင်းသူတွေအနက်မိမိတို့မဲစင်းပါရှိတဲ့မဲဆန္ဒနယ်ပြင်ပမှာရှိတဲ့တက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်တွေမှာတက်ရောက်ကြရမယ့်ကျောင်းသားကျောင်းသူတွေပါဝင်မှာဖြစ်တယ်လို့ဆိုထားပါတယ်တက္ကသိုလ်ဒီဂရီကောလိပ် ကောလိပ်တွေကចောင်းသားចောင်းသူတွေအနေနဲ့နိုဝင်ဘာလ18ရက်ကနေ21ရက်အထိမဲစရင်ပါရှိရာရက်ကွက်ဒါမှမဟုတ်ကြေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွေမှာကြိုတင်မဲပေးနိုင်တယ်လို့လဲ UEC ကဆိုထားပါတယ်ကြိုတင်မဲသွားပေးတဲ့အခါမှာမိမိတို့ကိုင်ဆောင်ထားတဲ့နိုင်ငံသားစီစီရေးကတ်နဲ့သက်ဆိုင်ရာ တက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်တွေက ထုတ်ပေးထားတဲ့ចောင်းသားစီစီရေးကတ်ဒါမှမဟုတ် ကျောင်းဝင်ခွင့်အထောက်အထားတို့ကိုပြသပြီးကြိုတင်ဆန္ဒမဲပေးနိုင်တယ်လို့စစ်ကော်မရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်လာပါတယ်။စစ်ကော်မရှင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူ့လှုပ်ရှားမှုပလက်ဖောင်းအဖွဲ့ကကောက်ယူထားတဲ့ပြည်သူ့သဘောထားစစ်တမ်းမှာတော့ပါဝင်ဖြည့်ဆို့သူတွေရဲ့66ရာခိုင်နှုန်းကမဲပေးမှာမဟုတ်ကြောင်းဖြည့်ဆို့ထားကြပါတယ်။အာနာသိန်းစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲဟာ တရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။တရားမဝင်ကုံသွင်းမှုကြောင့်ဖမ်းဆီးခံထားရတဲ့ကုန်ပစ္စည်းတွေကအများစုကိုဒဏ်ကြေးပေးဆောင်ပြီးပြန်ရွေးနိုင်တယ်လို့စစ်ကောင်စီရဲ့အကောက်ကွန်ဦးစီးဌာနကကြေညာလာပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ14ရက်နေ့ကနေစက်တင်ဘာလ3ရက်နေ့အထိကရင်ပြည်နယ်၊မွန်ပြည်နယ်၊မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်မှာ အထူးဖွဲ့တွေနဲ့အကောက်ခုံဦးစီးဌာနတို့ကတရားမဝင်ကုန်ပစ္စည်းတွေလိုင်စင်မဲ့အကောက်ခုံမဲ့ကုန်ပစ္စည်းတွေနဲ့ပိတ်ပင်တားမြစ်ကုန်ပစ္စည်းတင်မော်တော်ယာဉ်480စီးကိုစစ်ဆေးဖမ်းဆီးခဲ့တယ်လို့ဆိုပါရယ်ဖမ်းဆီးရမိတဲ့မော်တော်ယာဉ်တွေတဲကတရားဝင်မှတ်ပုံတင်ထားခြင်းမရှိတဲ့လိုင်စင်ယာဉ်20စင်းနဲ့ပိတ်ပင်တားမြစ်ကုန်ပစ္စည်းတွေတင်ဆောင်လာတဲ့မော်တော်ယာဉ်15စီးကို ပြည်သူ့ဘဏ္ဍာအဖြစ်တင်စီဆောင်ရွက်မယ်လို့ဆိုပါရယ်ကန့်သက်တားမြစ်ကုန်ပစ္စည်းတွေဖြစ်တဲ့ faith, secret, beer, pedo စတာတွေကိုတော့လုံးဝသိသိသွားမှာဖြစ်ပြီးဒန်ဂျေးဆောင်ပြီးပြန်ရွေးယူခွင့်ရှိတဲ့ကုန်ပစ္စည်းတွေကိုတော့အကောက်ကုန်ဦးစီးဌာနကဒန်ဂျေးငွေ2စာ3စာစာဝတ်တုံ့ပြန်တသမ9စာနှုန်းသတ်မှတ်ပြီးဒန်ဂျေးကောက်ခံမှာဖြစ်တယ်လို့သိရပါဗျ။ဒန်ဂျေးပေးဆောင်ပြီးပြန်ထုတ်ယူနိုင်တဲ့ပစ္စည်းတွေကတော့ဆေးဝါးဆေးထောက်ကူပြုပစ္စည်းပိုသက်ဆေးမျိုးဆေးစားသုံးဆေးမွေးမြူရေးလုပ်ငန်းသုံးကုန်ချမ်းပစ္စည်း စေဝါကုန်ကျန်းပစ္စည်း၄၃၀နဲ့ဆက်ပစ္စည်းစားတောက်ကုန်စက်မှုကုန်ကျန်းပလတ်စတစ်ကုန်ကျန်းစားတောက်ကုန်ကျန်းဆက်စီချောစီနဲ့အခြားစက်မှု၃စီလျှက်စစ်တအားထုတ်လွှင့်ဖြတ်ပစ္စည်းဘီလက်မြေဆက်ပိုပစ္စည်းလူသုံးကုန်ပစ္စည်း၄၃၀ထွန်ဆက်တို့ပါဝင်ပါတယ်။ဒါအပြင်တက်မြေဩဇာဒီဇယ်တက်စီ LPG gas တန်နဲ့တန်မဏိပစ္စည်းတာယာနဲ့ရောဘတ်ထုတ်ကုန်ပစ္စည်း တယ်လီဖုန်းနဲ့ဆက်သွယ်ရေးသုံးပစ္စည်း၊လုပ်ငန်းသုံးမော်တော်ယာဉ်၊ရန်ဒီယာနဲ့လူစီးမော်တော်ယာဉ်တွေကိုသတ်မှတ်တန်းကြီးဆောင်ပြီးထုတ်ယူနိုင်တယ်လို့သိရပါဗျ။ထိုင်းနိုင်ငံမှာသတ်မှတ်ချိန်မတိုင်မီအရက်တောက်သုံးသူကိုဒဏ်ငွေရိုက်မဲ့ရမကာထိန်းချုပ်ရေးဥပဒေသစ်ဟာနိုဝင်ဘာလ10ရက်ကစပြီးတက်ရောက်မှုရှိလာပါဗျ။ထိုင်းနိုင်ငံမှာအသက်ဝင်လာတဲ့ ဥပဒေသစ်အရာအများနဲ့တက်ဆိုင်တဲ့ area တွေမှာခွင့်ပြုခြင်းပြင်ပအရက်ဘီယာတောက်ရင်ဓာတ်ငွေဆောင်ရတော့မှာဖြစ်ပါတယ်။ထိုင်းကစူပါမားကတ်တွေဈေးဆိုင်တွေမှာနေ့လယ်2နာရီကနေညနေ9နာရီအတွင်းအရက်ဘီယာရောင်းချမှုကိုကန့်သက်ပိတ်ပင်ထားမှုဟာ1982ခုနှစ်ကတည်းကဥပဒေရှိထားပြီးသားဖြစ်ပေမယ့်ဥပဒေအစ်စ်ကတော့အဲ့ဒီအချိန်ကာလအတွင်းအရက်တောက်မှုကိုပါကန့်သက်လာမှာဖြစ်ပါတယ်။ နေ့စဉ်အရက်တောက်ဖို့တတ်မှတ်ထားတဲ့အချိန်မှာနနက်7နာရီမှနေ့ကင်း2နာရီအတွင်းညနေ9နာရီမှည12နာရီအတွင်းဖြစ်ပါတယ်။ဥပဒေထဲမှာအရက်တောက်သုံးမှုအလွန်ကျွံဖြစ်နေတာကိုထိန်းချုပ်ဖို့ရည်ရွယ်တာဖြစ်တယ်လို့သိရပါတယ်။တတ်မှတ်ချိန်မဟုတ်ဘဲစားတောက်ဆိုင်မှာထိုင်ပြီးတောက်သုံးနေတာကို စစ်ဆေးတွေ့ရှိပါကတောက်သုံးသူကိုသာမကဆိုင်ရှင်ကိုပါဒံငွေဘတ်တောင်းထိချမှတ်အေးယူနိုင်ကြောင်းဥပဒေမှာပြဋ္ဌာန်းထားပါတယ် ဒီငွေပမာဏဟာမြန်မာငွေ72သိန်းခွဲဒါမှမဟုတ်ဒေါ်လာ300နဲ့ညီမျှပါတယ်။ဒါကြောင့်ထိုင်းကိုတွားရောက်လည်ပတ်တဲ့ခရီးသွားတွေအနေနဲ့တတိထားပြီးတောက်သုံးကြဖို့ခရီးသွားလုပ်ငန်းတွေကတတိပေးနေကြပါတယ်။ဒါပေမဲ့ဥပဒေမှာချွင်းချက်အနေနဲ့ခွင့်ပြုထားတာတွေကတော့ဟိုတယ်တွေ၊လိုင်စင်ရဘားတွေ၊ဖျော်ဖြေရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေ၊လေဆိပ်တွေမှာတော့အချိန်အကန့်အသတ်မရှိဘဲအရက်ကို တဲခင်းခွင် ရောင်းချခွင်ရှိတယ်လို့ဆိုထားပါဗျ။အရက်ရောင်းချမှုကန့်သက်ချက်တွေကိုဖြေလျှော့ရေးတောင်းဆိုမှုတွေလည်းရှိနေသလိုတနေ့ကို24နာရီအရက်ရောင်းချခွင်ရှိတဲ့တယ်လို့လည်းပြောဆိုမှုတွေရှိနေပါဗျ။